အမေရိကန်နိုင်ငံရဲ့ပြည်내90စလုံးမှာစုစုပေါင်းလူသန်းနဲ့ခြေပောင်းဝင်တဲ့အစိုးရစန့်ကျင်ရေးခြေတပ်ဆန္ဒပြပွဲတွေကျင်းပခဲ့ကြပါတယ်။ No King ဆန္ဒပြပွဲရဲ့ရည်ရွယ်ချက်ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရရဲ့မူဝါဒတွေဟာအာဏာရှင်စနစ်စီပြောင်းလဲဥတည်နေတာကိုစန့်ကျင်ဖို့ဖြစ်ပါတယ်။ဆန္ဒပြလှုပ်ရှားမှုတွေကိုဥဆောင်နေတဲ့တွေကအမေရိကန်မှာဘယင်းလိုပြုမှုချင်းတွေရှိမနေသင့်ဘူးလို့ပြောပါတယ်။ဂျော်လာရုံကလည်းပထမအကြိမ် No King ခြေတပ်ပွဲတစ်ခုကို နိုင်ငံအနှံ့မှာပြုတ်လုခဲ့ပူပြီးအမေရိကန်သမိုင်းမှောင်ဘူပေါင်းပါဝင်သူအများဆုံးဆန္ဒပြပွဲတွေတဲကတခုဖြစ်ခဲ့ပါတယ်။အခုဆန္ဒပြပွဲတွေရဲ့တရုတ်တကန်ကထရမ့်ရဲ့မူဝါဒတွေဟာအမေရိကန်ပြည်သူတွေအထူးသဖြင့် Liberal Democrat အမြင်ဘက်အရင်းသူတွေကြားမှာစိတ်အနှောက်အယှက်ကြီးကြီးမားမားရှိလာစေတာကိုထင်ဟမြင်သာစေကြောင်းနိုင်ငံရေးအကဲခတ်တွေကဆိုပါတယ်။အထူးသဖြင့်တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေကိုအကြမ်းဖက်ဖြိုခွင်းတာမျိုးကြီးတွေထဲမှာစစ်တပ်တွေဖြန့်ကျက်စေတာမျိုးတွေအပေါ်မှာသဘောထားမတွေ့သူတွေအများကြီးရှိလာပါတယ်။ ထရမ်ကတော့ဒါဟာအတိုက်အခံဒီမိုကရက်တစ်ပါတီကြီးစိုးထားရာမြို့တွေမှာ ရာဇဝတ်မှုကြီးထွားလာနေတာကိုတိုက်ဖြတ်ဖို့လူဝဲမှုအကြီးကျယ်ရေးအရာရှိတွေကိုကာကွယ်ဖို့လိုအပ်တဲ့အဆုံးဖြတ်ချက်တွေလို့အကြောင်းပြထားပါတယ်ရှင်။